တာတမချင်းစာဖတ်ယူခြင်းအစီအစဉ်မှကြိုဆိုပါရစေ။ခေရှာယအနာဂတိချံအခန်းကြီး39အငယ်1မှ38ထိုစကားကိုဟိဇကိမင်းကြီးသည်ကြားလျင်မိမိအဝတ်ကိုဆုပ်၍ရှော့တီအဝတ်ကိုခြုံရက်ဗိမာန်တော်သို့သွားလေ၏။ရှော့တီအဝတ်ကိုဝတ်လျက်ရှိသော နန်းတော်အုပ်အေယာကိန်း စာရေးတော်ကြီးရှေဗနာအသက်ကြီးသော ရှစ်ဘရဟိတုကိုအာမုတ်တာပရဖက်ဟေရှာယထံသို့ဆေလွတ်လေ၏ဟိစကိမင်းမှားထားသောစကားဟူမူကားယနေ့သည်ဒုက္ခနှင့်ဆုံးမသောနေ့ကဲ့ရဲ့ခြင်းကို ခံရသောနေ့ဖြစ်၏။သာဖွားချိန်ရောက်၍သားကို ဖွားနိုင်အောင်ခွန်အားမရှိ။ အသက်ရှင်တော်မူသောဖရာသခင်ကိုကဲ့ရဲ့စေခြင်းကအရှုရိရှင်ဘရင်ဆေလွတ်သောမိမိကြောင့်ရပရှာခစကားကိုသင်ဤဖရာသခင်ထာဝရဖျားကြားတော်မူပါစေသောသင်ဤဖရာသခင်ထာဝရဖျားသည် ကိုရော်တန်ကြားသောစကားကိုခြေတော်မူပါစေသော သင်သည်လဲကြံကျွင်းသောသူတို့အဖို့ဆုတောင်းပတ္ထနာ ပြုပါဟု ပြောစေခြင်းကဟေစကိမင်းစေလို့တော်ကျွန်တို့သည်ဟေရှာယထံသို့ရောက်လာကြ၏ဟေရှာယကလည်းသာရဖျားမိန်တော်မူသည်ကအာရှုရိရှင်ဘုရင်၏ကျွန်တို့သည်ငါကိုကဲ့ရဲ့၍သင်သည်ကြားရသောစကားကြောင့်မကြောက်နှင့်ထိုမင်း၌အခြားသောစိတ်တဘောကိုငါသွင်းပေမည် သူသည်တည်င်းကိုကြား၍မိမိပြည်သို့ပြန်သွားလည်မည်ထိုပြည်၌ဓာဖြင့်ငါဆုံးစေမည်ဟူသောစကားတော်ကိုသင်တို့ဤသခင်အားပြန်ကြားကြလောဟုပြောဆို၏ထိုအခါအာရှုရိရှင်ဘရင်သည်လာခိရှမြို့မှ ထွက်သွားကြောင်းကိုရဘရှာခကြားလျင်ပြန်သွား၍လီဗနာမြို့ကို ရှင်ဘေရင် တိုက်နေသည်ကို တွေ့လေ၏နောက်တစ်ဖက်ကုရှမင်းကြီးတိယကသည်စစ်ချီ၍လာပြီးဟုသတင်းကြားသောအခါဟေဇကိမင်းထံသို့တမန်တို့ကိုဆေလွတ်ပြန်၍သင်တို့သည်ယူဒမင်းကြီးဟေဇကိကို ပြောရသော စကားဟူမူကားသင်ကိုးစားသောဖျားသခင်ကား ယရိရှလင်မျိုးသည်အာရှူရိရှင်ဘရင်လက်သို့ မရောက်ရဟု၍သင်ကိုမလှဲ့စားစေနှင့်အာရှူရိရှင်ဘရင်တို့သည်ခတ်သိမ်းသောပြည်တို့ကိုလှုပ်ကြံ၍ရှင်းရှင်းဖြက်စီးကြောင်းကို သင်သည်ကြားရပြီကိုယ်တိုင်လွတ်လိမ့်မည်လောငါဘူဘေတို့သည် ဖြက်စီးသောအမျိုးသားခောဆန်အမျိုးသားခါလန်အမျိုးသား ရေဆက်အမျိုးသားတိလတာမျိုး၌ရှိသောအေဒင်အမျိုးသားတို့ကိုသူတို့၏ဖျားများတို့သည်ကယ်ယူကြပြီလောဟာမက်မင်းကြီးအာဝတ်မင်းကြီးနှင့်သေဖရိန်ဝင်မျိုးဟေနာမျိုးဤဝါမျိုးကိုဆိုးဆန့်သော မင်းကြီးတို့သည်အဘယ်မှရှိကြသနည်းဟုမှားလိုက်လေ၏ထိုမှာစာကို ဟေဇကိမင်းကြီးသည်ဖန်တမန်လက်မှခံယူ၍ကြည်ပြီးလင်ဗိမှန်တော်သို့ သွား၍ထာဝရဖျားရှိတော်၌ဖြန့်ထားလေ၏ထိုအခါဟေဇကိမင်းသည်ထာဝရဖျားရှိတော်၌ရှောက်ဆိုသည်ကခေရုဘိန်ပေါ်မှထိုင်တော်မူသောဣဒရီလအမျိုး၏ဖျားသခင်ကောင်းကင်ဘုရားအရှင်ထာဝရဖျား ကိုတော်သည်ဖရာသခင်ဖြစ်တော်မူ၏ကိုတော်တပါးတည်းသာလျှင်မြင့်ကြီးပေါ်မှာရှိသမျှသောအတိုင်းတိုင်းအပြည့်ပြည့်တို့၏ဖရာသခင်ဖြစ်တော်မူ၏ကိုတော်သည်ကောင်းကင်နှင့်မြင့်ကြီးကိုဖန်ဆင်းတော်မူ၏အိုထာဝရဖရာနာတော်ကိုလှဲ့၍နားထောင်တော်မူပါအိုထာဝရဖရာမျက်စိတော်ကို ဖွင့်၍ ြည့်ရှုတော်မူပါတနာခိုင်မင်းသည်အသက်ရှင်တော်မူသောဖရာသခင်ကိုကဲ့ရွေ၍ပြောစီသောစကားအလုံးစုံတို့ကိုမှတ်တော်မူပါအိုထာဝရဖျာအကယ်စင်စစ်အာရှူရီရှင်ဘရင်တို့သည် အတန်းတန်းအပြည်ပြည်တို့ကိုဖျက်ဆီး၍သူတို့၏ဖျားများကိုမိတဲ့သို့ချပစ်ကြပါပြီထိုဖျားတို့သည်ဖျားမဟုတ် လူလက်ဖြင့်လှုပ်သော သစ်သားနှင့်ကြောက်ဖြစ်သောကြောင့်ပျက်စီးခြင်းသို့ ရောက်ကြပါပြီ။အိုအကျွန်ုပ်တို့ဖျားသခင်သာဝရဖျားကိုရောသာဝရဖျားတပါးသာဖျားသခင်ဖြစ်တော်မူသည်ကိုမြေကြီးပေါ်မှာရှိသမျှသောတိုင်းနိုင်ငံတို့သည် သိမိအကြောင်းအကျွန်ုပ်တို့ကိုထုံမင်းလက်မှယခုကယ်ယူတော်မူပါ။ အကျွန်ုပ်တောင်းမှန်ပါသည်ဟု ပထနာပြုလေ၏ထိုအခါအမုတ်သာဟေရှာယသည်ဟေဇကိမင်းထံသို့ဆေလွတ်၍ဣဒရေလအမျိုး၏ဖျားသခင်ထာဝရဖျားမင်းတော်မူသည်ကသင်သည်အာရှုရိရှင်ဘရင်သံဃာခရိအကြောင်းကြောင့်ငါရှိမှပထနာပြုသည်ဖြစ်၍ထိုမင်း၏အမှုမှာထာဝရဖျားမင်းတော်မူသောစကားဟုမူကား ဇီးုံတို့သမီးကညာသည်တင့်ကိုမထီမဲမြင်ပြု၍ပြဲ့ရည်၏ယေရုရှလင်တို့သမီးသည်တင့်နောက်၌ခေါင်းငိတ်၏တင်သည်အဘယ်သူကိုကဲ့ရဲ့ဆဲရည်သည်နီအဘယ်သူကိုအော်ဟစ်၍မျက်နာထောင်လွားသည်နီဣဒရီလာအမျိုး၏တန့်ရှင်သောဖျားကိုပင်ပြုပါသည်တကားတင်သည်ကြုံများအဖြစ် ထာဝရဖျားကိုကဲ့ရဲ့၍ငါသည်ယထာများပြသဖြင့်တောင်ထိပ်သို့၎င်းလေဘနုန်တောင်အထွတ်သို့၎င်းတက်လာသည်အယက်မြင့်သောအာယက်ပင်နှင့် အကောင်းဆုံးသောထင်းရှုပင်တို့ကိုငါခုတ်လှဲပြီအမြင့်ဆုံးသောအယက်အသီးများသော တောထဲသို့ငါဝင်ပြီငါသည်တွင်းတူး၍ရေကို တောက်ရပြီငါဤခြေပွားအဖြစ်အဂုတုမြင့်လက်ကြာရေရှိသမျှကိုခန်း60ပြီဟုသင်ဆိုမိပြီတကားငါသည်အထက်ကဤအမှုကိုစီရင်ကြောင်းနှင့်ရှေးကာလ၌ပြုပြင်ကြောင်းကို သင်သည်မကြားသလောယခုမှလည်းသင်သည်ခံခန့်သောမျိုးတို့ကို ဖြတ်စည်း၍ จ้าปုံဖြစ်စေတော်သူဖြစ်မည်အကြောင်းငါစီရင်ခန့်ထားလေပြီထို့ကြောင့်မြို့သားတို့သည်အာနေကြ၏မှန်ထွေ၍စိတ်ပြက်လျက်ရှိကြ၏တောမြက်ပင်နှင့်စိမ့်သောစပားပင်ကဲ့သို့၎င်းအိမ်မိုးပေါ်မှပောက်သောမြက်ပင်နှင့်မကြီးမီညွန်နွမ်းသောစပားပင်ကဲ့သို့၎င်းဖြစ်ကြ၏သင်ဤ နေထိုင်ခြင်းထွက်ဝင်ခြင်းငါ၌အမျက်ဟုံးခြင်းတို့ကိုငါသိ၏ငါ၌သင်၏အမျက်ဟုံးခြင်းစော်ကားခြင်းကိုငါကြားရသောကြောင့်သင်ကိုနှာရှုပ်တတ်၍ဇက်ခွန်ပြီးမှ သင်လာသောလမ်းဖြင့်ပြန်စီမည်သင်မှတ်ရသော နမိတ်လက္ခဏာဟူမူကား ယခုနှစ်တွင်အလိုလိုကြီးရင်သော အသေးအနံကို၎င်းဒုတိယနှစ်တွင် ထိုအတူပေါက်သောအရာများကို၎င်းသင်တို့သည်စားရမည်တတိယနှစ်တွင် မျိုးစေ့ကိုကျဲ၍စပားကိုရိတ်ကြလောစပြည့်ဥယင်ကိုလည်းစိုက်၍အသီးကိုစားကြလောဘေးလွ၍ကြံ့ကျင်းသောယူဒအမျိုးသားတို့သည် တဖန်အောက်မှာအမြင့်ဆွဲ၍အထက်မှာအသီးတီးကြလိမ့်မည်။ကြံ့ကျွင်းသောသူတို့သည်ယေရုရှလင်မြို့ထဲက၎င်းဘေးလွတ်သောသူတို့သည်ဇီးယုန်တောင်ပေါ်က၎င်းပေါ်လာကြလိမ့်မည်။ကောင်းကင်ဘုရားအရှင်သာဝရဖျားသည် အလိုတော်အားကြီး၍ထိုအမှုကို စီရင်တော်မူလိမ့်မည်။သို့ဖြစ်၍ထာဝရဖျားသည့် အာရှုရိရှင်ဘုရင်ကိုရှိမှတ်၍မိန်တော်မူသည်ကသူသည်ဤမျိုးသို့မဝင်ရမြို့တဲသို့မြားကိုမပြစ်ရမြို့ရှိမှတိုင်းလွားကိုမပြရမြို့ပြင်မှမြေယိုးကိုမဖို့ရလာသောလမ်းဖြင့်ပြန်သွားရမည်ဤမျိုးထဲသို့မဝင်ရငါသည်ကိုမျက်နာကို၎င်း ငါကြုံဒါဝဲဤမျက်နာကို၎င်းထောက်၍ဤမျိုးကိုကဲ့တင်ခြင်းကစောင့်မမည်ဟုထာဝရဖျားမိန်တော်မူ၏ထိုအခါထာဝရဖျားဤကောင်းကင်တမန်သည် ထွက်၍အာရှုရိတပ်တွင် လူတသိန်း၈,၅၀၀တို့ကိုတန်ခတ်လေ၏။နနက်စောစောထချိန်ရောက်သောအခါထိုသူအပေါင်းတို့သည် အသေးကောင်ဖြစ်ကြ၏။ အရှူရိရှိပရင်တနာခရိတ်သည်လဲထိုအယက်မှ ထွက်၍ပြန်သွားပြီလေနိနေဝေမျိုး၌နေလေ၏နောက်တဖန်သူသည်မိမိဖျားနိသယုတ်ဤဗိမာန်၌ကိုးကွယ်စဉ်တွင် သာတော်အာဒံမီလက်နှင့်ရှေရီသာသည် ခမဲတော်ကိုဓာနှင့်သတ်ပြီလျင်အာယမနိပြည်သို့ပြေးကြ၏ သာတော်ဧတရာဟဒုံသည်လဲခမီးတော်အရာ၌နန်းထိုင်၏နန္ဒတကူနှင့်ပြည့်စုံကြွယ်ဝတော်မူ၍ စစ်ကြဝဠာကိုထိန်းချုပ်တော်မူသောဘုရားသခင်လေယုံတော်ဖြင့်ွဲ့တာဆောင်ထိန်းလျက်ရှိသောကြောင့်ကျေးဇူးတင်ပါတယ်ကိုရိုနာခိုးလုံသောသူတို့သည်ရှက်ကြောက်ခြင်းသို့မရောက်ရမည်အကြောင်းအစင်းသဖြင့်ကျေးဇူးပြည့်နေသောကြောင့်လေကိုရောဤနာမတော်ရှိမွန်းလေကိုရီဘုံတော်ကိုလည်းချီးမြှောက်ကြပါ၏ဘုရားသခင်ဝန်ကျင်မှာကျွန်တော်ကျမတို့ကို စုံစမ်းနောက်ရှိလက်ရှိတဲ့မကောင်းမသင့်တဲ့အရာတွေမတရားသောအမှုတွေရင်ဆိုင်ကြုံတွေ့နေရတဲ့ခက်ခဲခြင်းတွေပြင်ပန်းခြင်းတွေစိတ်ပျက်ခြင်းတွေပေါ်မှာကျွန်တော်တို့ဒီအာရုံမပြေပဲနဲ့အရာခက်တဲ့ကိုတတ်နေတော့ဘုရားသခင်လက်တော်ထဲမှာနေရာကျတော့သူဖြစ်ချောင်းကိုအစဉ်သေးရ၍ကိုရန်တူတွားလာစီပါအာဓမမှုကိုအောင်မြင်သောသူများဖြစ်စီပါ မကောင်းမသိသောအရာတို့ကိုကြော်လွှမ်းပြီးတော့ကောင်းသောအမှုများဖြင့်အသက်တာကိုတည်ဆောက်နိုင်သောသူများ ဖြစ်စေပါဘုရားသခင်ဟေဇကိမင်းဒီမိမိကိုချင်းချောက်လဲရှိတဲ့အရာကိုကြောက်ရွံ့တုန်လို့ဆိုအဖြစ်ရင်ဆိုင်ရတော့လဲမိမိဟုတ်ကိုဆုပ်ရသခင်ဘုရားထံတော်သို့တိုးဝင်သောအသက်တာဤအဆုံး၌ကိုရပြုတော်မူသောအံ့ဘွယ်သောခြေဆုတော်တို့ကိုကျွန်တော်တို့ဒီနှုတ်ဘတော်အဖြစ်သိရတဲ့အတွက်အဆုံး၌ကိုရသည်အောင်ခြင်းကိုယူဆောင်လာသောဘုရားဖြစ်တယ်ကျွန်တော်တို့တရားတော်ရှိလို့အာဆုံးရှုံးခြင်းမှာနေမြုပ်တော်သူများမဖြစ်စေပဲ။ ဒုစရိုက်အမော်လေးကအလင်းဖြစ်စေတဲ့အောင်မြင်သောသူများအဖြစ်ကိုရောကဒီနေ့ကျွန်တော်တို့ကိုနှုတ်ကပတ်တော်အဖြစ်ဖော်ပြလျက်မိမိရဲ့တကိုယ်တော်ဘုန်းတော်လက်ယုံတော်ကိုသိစေသောကြောင့်ယေရှုတင်လျက်ကျွန်တော်တို့ခက်ခဲသောအသက်တာပြမဆင်းရဲသောအသက်တာများကိုခံစားရတဲ့အခါသခင်ပြားကူတာမျှကြည့်အသက်ရှင်နိုင်ဖို့ရန်ကျွန်တော်ဤသက်တာကိုကောင်းချီးပေးပါမိကြောင်းသခင်ယေရှုခရစ်တော်ဖျာရင်နာမတော်ကိုအမိပြုလက် ဆုတောင်းကြဖြင့်ခသိန်းသောအရာတို့ကိုအောင်မြင်သောဘုရားသခင်လက်တော်ထဲမှာအသက်တာကိုအနန္တကြပါသည်အဖဘုရားသခင်အာမင်တော်ရပြားသည်တင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသော။တော်ရပြားသည်တင်၌မျက်နာတော်အလင်းကိုလွှတ်၍ ကယုဏကျေစုပြုပါစေသောဒါရဖျာသည်တင့်ကိုမျောကြည့်၍ချမ်းသာပြေတော်မူပါစေသောသမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးစုဖျားထံတော်မှအနတ္တမေတ္တာတော်မဟာကယုဏကျေစုတော်နှင့်မိတ္တာဖွဲ့လက်လမ်းပြတွင်တင်ခြင်းစုကျေစုသည်တင်တော်ပေါင်း၌ကာလအစဉ်တည့်ရောက်လေတည်ရှိတည်နေပါစေသောအာမင်